မန်ချက်စတာရိုလာကိုစတာတရက်ဗိတ်သမားလုံးဝမင်းလာဗျာမန်ချက်စတာဖောဆောင်ကနေပြန်လဲကြိုလိုက်ပါရင်မန်ချက်စတာနိုင်တဲ့ပရိသတ်တွေအတွက်မနေ့ကရိုလာကိုစတာလိုခန်းစားချက်အတက်အချာတွေနဲ့နေ့ရက်တရက်ကိုဖျက်ဆီးခဲ့ရပါရင်တရက်ချင်းမှာနေအန်ဩဆရာတွေတင်းင်းကောင်းတွေစိတ်ပြည့်စရာတင်းင်းတွေပေါင်းစုံနေခဲ့ပြီးပရိသတ်တွေလည်းရတအောင်ဆောင်ရုပ်ရှင်တကားကိုကြီးရှုခဲ့ရတယ်လို့ဖြစ်နေပါရင်မန်ချက်စတာနိုင်တဲ့အတွက်မနေ့စောစောထပ်ပေါ်ခဲ့တဲ့တင်းင်းကတော့ Brian Ambumo ရဲ့အပြောင်းအရွှေ့ဖြစ်ပါရင် မန်ချက်စတာယူနိုက်တက်ဟာသမိုင်းစင်လာကြီးမားတဲ့အသင်းသင်းဖြစ်ပြီးဥရောပဝင်ခွင့်မရဘဲအဆင့်15နဲ့ရာသီသိမ်းခဲ့ရင်တော့တခြားအသင်းအလုံးထက်ပိုတာတဲ့နေရာမှာရှိနေသေးတယ်ဆိုတာကိုလည်းသက်သေပြနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာပရီးမီယာလိဂ်အတွင်းကို20ထိအတွင်းယူထားခဲ့တဲ့ပရီးမီယာလိဂ်ရဲ့ top 4ဂိုးသွင်းရှင်ဘရန်ဖို့ကစားမအန်ဘူမိုဟာသူ့ကိုအလိုရှိနေကြတဲ့အာဆင်နယ်နျူကာဆင်တော်တင်ဟမ်တို့ကိုကျော်လွန်ပြီးမန်ချက်စတာယူနိုက်တက်ကိုပဲပြောင်းရွှေ့ခြင်းကြောင့်ဆုံးဖြတ်လိုက်ပါတယ်။ဒီတော့ယူနိုက်တက်ဟာသူ့စိတ်တိုင်းကြားကစားမတွေကိုအလိုရှိတိုင်းခေါ်ယူနိုင်သေးတဲ့ပါဝါရှိနေပြီး ကစားမတွေကလည်းလိုလိုလားလားနဲ့လာကစားချင်ကြတာကိုတွေ့ရပါတယ်2026မှာဆိုရင်စာရုပ်တရံကုံဆုံးတော့မဲ့ MPU မို့ကို Brand 4ဘက်ကလည်းရောင်းထုတ်ခြင်းနေပြီးနှစ်ဖက်အသင်းစတင်ဆွေးနွေးပြီလို့လည်းသိရပါတယ်။ United ပြည်သက်တွေအတွက်အပြောဆုံးသတင်းကတော့အသင်းကောင်းဆောင် Bruno Fernandes ကအင်္ဂလိပ်ရဲ့ကမ်းလှမ်းမှုကိုငင်းဆန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အင်္ဂလိပ်ဘက်က Manchester United ကိုပေါင်သန်းတရာပြောင်းရွှေ့ခြင်းနဲ့ကမ်းလှမ်းခဲ့တယ်လို့ Bruno ကိုလည်းအရာအလုံးရရှိပိုင်ဆိုင်နိုင်မဲ့ယူလောက်စရာစာချုပ်နဲ့ကမ်းလှမ်းတယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။ဒါပေမဲ့ ဖာနယ်ရဲ့အနေနဲ့အစုက sorry ကိုပြောင်းဖို့စိတ်ဝင်စားခဲ့ပါဘူးဖာနယ်ရဲ့ကိုယ်တိုင်ကလည်းဥရောပမှာဆက်ပြီးကစားကျင်သေးတဲ့အတွက်အိလေကိုငင်းဆန်ခဲ့ပါတယ်ပရိသတ်နဲ့လက်တန်းချင်းချိန်တဲ့ဂရီကိုဖာနယ်ကတီးခဲ့ပြီးအိလေရဲ့မွေပုံကြီးကိုငင်းဆန်လိုက်ပါတယ်အိလေဘက်ကဘရူနိုအတွက်၃နှစ်အတွင်းလားစာပေါင်တန်း200နဲ့ကန်လန်ခဲ့တာပါကန်လန်ဦးတင်းတွေရမန်ယူနိုက်တက်ကပေါင်တန်း100မှတ်ပြီးအသက်30အရွယ်ကစားသမားကိုအိလေကိုတွားဖို့တိုက်တွန်းနေဆိုတဲ့သတင်းထွက်ပေါ်လာသေးတာကြောင့်ပရိသတ်တွေအားလုံးစိတ်ဆိုးခဲ့ကြရပါသေးတယ် ဖာနန်နက်ကဒီကောလာဟာရာတွေကိုသူကိုယ်တိုင်ရှေ့ထွက်ပြီးဖြေရှင်းခဲ့ပါတယ်။ဖာနန်နက်က Sky Sport နဲ့အင်တာဗျူးမှာသူ့ကို United ဘက်ကအသင်းကနေထွက်သွားဖို့ဘယ်တော့မှဖိအားမပေးခဲ့ဘူးကြောင်းပြောလာခဲ့ပါတယ်။အခွင့်အရေးတစ်ခုရှိခဲ့ပါတယ်။ဥက္ကဋ္ဌကလည်းကျွန်တော်ကိုခေါ်ပြီးသွားစင်လာလို့မေးပါတယ်။ သူတို့ကကျွန်တော်ဆုံးဖြတ်ချက်ကိုစောင့်နေကြတာပါကျွန်တော်ကနီးမြအင်မော်ရီနဲ့စကားပြောကြည့်တော့သူကမသွားဖို့တောင်းဆိုပါရင်မန်ချက်စတာယူနိုက်တက်ကကျွန်တော်ကိုမရောင်းချင်ခဲ့ပါဘူးသူတို့ကမွေးမလို့ပါဘူးတကယ်လို့ကျွန်တော်သွားချင်ခဲ့ရင်လည်းသူတို့ကရောင်းချပေးမှာပါလို့ဖိုင်နန်တက်ကဖြေရှင်းခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တွေရဲ့အပြောကကြာကြာမခံလိုက်ပါဘူးဖိုင်နန်ရဲ့အနာဂတ်ကမန်ယူနိုက်တက်မှာတည်ချာခြင်းရှိမနေပါဘူးဖိုင်နန်ကိုရီယယ်မက်ဒရစ်ဘိုင်ယန်မြူနစ်တို့လိုအသင်းကြီးတွေကစိတ်ဝင်စားနေပြီးအသင်းကနေထွက်ခွာသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့သတင်းတွေကဆိုကြပါသေးတယ် နောက်ထပ်သတင်းကတော့အနေငယ်စိတ်ပြည့်စရာကောင်းပါတယ်ဂျေဒန်ဆန်ဂျိုမှာချဲစီကစွမ်းဆောင်ရည်ကောင်းပြီး Premier League Top 5နဲ့ Conference League ရရှိဖို့အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပေးခဲ့ပါတယ်။ဒါပေမဲ့လာဆာကိစ္စညှိနှိုင်းလို့အဆင်ပြေတဲ့အခါချဲစီဘက်ကဆန်ချိုကိုပေါင်25သန်းနဲ့အပိတက်ခေါ်ယူခြင်းမပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်ဆန်ချိုကမန်ချက်စတာယူနိုက်တက်ကိုပြန်လည်ရောက်ရှိလာမှာဖြစ်သလိုချဲစီဘက်ကလည်းစာချုပ်ဖောက်ပြမှုတွေရောကြီးပေါင်5သန်းပေးချေရမှာဖြစ်ပါတယ်။အပြောင်းရွှေ့ဆရာကြီးဖာရီဇီယိုရိုမာနိုကတော့ချဲစီနဲ့ဆန်ချိုရဲ့ဇာတ်လမ်းကတခန်းရက်ခဲ့ပြီလို့တီးပြဝေးခဲ့ပါတယ်။ ဆန်ချိုအား United မှာဘလို့မှအဆင်ပြေတာကြောင့်နေရာဒီမှာတေချာပေါက်ရောင်းထုတ်ရမယ့်ကစားမဖြစ်တာကြောင့်အသင်းသင်းရှားဖွေရအောင်မှာဖြစ်ပါတယ်။ United ကလည်းသူတို့အသုံးစိတ်လျှော့ချရတဲ့အတွက်ဆန်ချိုလိုလာစာမင်းကစားမကိုရောင်းကိုရောင်းချဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါများဖြူလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့တင်ကြတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။